မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်အတူတူလေ့လာကြမယ့်အကြောင်းအရာကတော့လေအခုတလော့အီရန်ကိုလှုပ်ခတ်နေတဲ့ယူကရိန်းစစ်မြေပြင်အခြေအနေတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အတူဖျင်းရှေ့တန်းတိုက်ပွဲတွေအပြန်လန်တုံးနေကြတဲ့နီးပညာတွေနောက်ကွယ်ကစစ်ပွဲရဲ့နိုင်ငံရေးအခြေအနေတွေအထီးပေါ့ကြဲကြဲပြန့်ပြန့်ကိုတတိယမြေအမျိုးစုံကနေစူးစီးပြီးတော့အတွင်းချက်ချက်ဆွေးနွေးသွားပါမယ်ဟုတ်ပါတယ်ဆိုတော့ရွေချက်ကတော့ဒီရှုပ်ထွေးနေတဲ့တနေ့နေတဲ့ကနေအဓိကအချက်တွေကိုဆွဲထုတ်ပြပြီးတော့ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပါပဲ ဟုတ်ပါတယ်ဒီနေ့တရင်းရင်မြစ်တေးတဲမှာဆိုရင်စစ်မြေပြင်အစီရင်ခံစားတွေတုံးသက်ချက်တွေအာနိပညာပိုင်းဆိုင်ရာတင်ပြအချက်တွေလည်းပါနေတော့အချက်လက်ကတော်တော်စုံနေရှိ ကျမတို့အဓိကလုံမှာကတော့ဒီအချက်တွေကိုဆက်ဆက်ကြည့်မယ်ပြီးတော့ဘာတွေကတကယ်အရေးပါနေတယ်လဲနှုတ်ွယ်ကအသေးပေကဘာလဲဆိုတာကိုဖော်ထုတ်ကြည့်ကြမှာပေါ့ဟုတ်ပါပြီတက်ဆိုအဓိကစစ်မြေနာတွေဖြစ်တဲ့အမ်ပိုးခရော့ပ်စ်နဲ့ကူဗီယန်စကအခြေအနေတွေနဲ့ဆက်လိုက်ကြအောင်ဟုတ်ကဲ့ အဲ့ဒီ military summary ရဲ့အောက်တိုဘာ29ရက်နေ့စတင်းရပါလေတမတဇလန်စကီကယာယီအဖြစ်အခက်ရပ်စေတခုကိုတောင်းဆိုလာတာတွေ့ရတယ်။อืมတောင်းဆိုလာတယ်။ဒါပေမဲ့ယူရှားဘက်ကတော့အဲ့ဒီဒေတာတွေမှာယူကရိန်းတန်ရအများအပြားကိုဝိုင်းလာပြီလို့ကြေညာထားတာရှိနေပြန်ရော။ဟုတ်။ Kubians မှာ9000လောက်၊ Pokrovs မှာ9000 9000လောက်တဲ့။ဆိုတော့ဒီဂိင်းကနန်တွေကတော့အတီးပြူဖို့ခက်ပေမဲ့အချင်းတွေပြင်းထန်နေပြီဆိုတာတော့ပြနေတယ်ဗော။အင်းဒီတဲ့တွေဒါမှန်ခဲ့ရင်လေ ဒါကယူရှားတို့တော်တော်လေးအရေးပါတဲ့အောင်မြင်ဖို့ဖြစ်လာနိုင်တယ်။ဝိုင်းရံပိတ်ဆို့ခံရတယ်ဆိုတာကစစ်သားတွေအတွက်ထောက်ပံ့ရေးပြတ်တာတို့စိတ်တော့ပိုင်းကြဆင်တာတို့အပြင်အလုံးအရင်းနဲ့လက်နက်ချရတာမျိုးအထီးဖြစ်သွားနိုင်လို့ပါ။ဟုတ်ကဲ့။အေး military summary မှာပဲဆိုဟာတာကရုရှားတပ်တွေက Pokrovsk အနောက်မြောက်ဘက် Mino Horridet na ne ishi taung bat ti ga ni wayan mu ko tpiye pye tin jet la ni bi de tpiye pye ne po jet la de paw ဟုတ်ကဲ့ Rodin's Cave မြို့နဲ့ဆိုရင်9ကီလိုမီတာခွဲလောက်ပဲဝေးတော်တဲ့နေရာအထိချင်းကပ်လာပြီလို့ဆိုပါရီအတော်နီးကပ်နေပြီဟွန်းပြီးတော့ဝိုင်းခံထားတဲ့ Ukraine တပ်တီထိုးပေါက်ထွက်ဖို့ကြိုးစားတဲ့အခါတောင်မှမဟုတ်တံမြန်တိုက်စစ်လုပ်တဲ့အခါမျိုးမှာအကြဆုံးများတယ်ဆိုတဲ့သတင်းတွေလည်းအဲ့ဒီရင်းမြစ်မှာပဲတွေ့ရတယ်ရှင့်ဥပမာ Sukhaya Belka Rodin's Cave တိုက်ခွဲရအကြောင်းဖော်ပြထားတာမျိုးပေါ့ Kupiansk ကိုဒီဇိုင်းကြည့်ရင်ရောဘလို့ချီနီရှိမလဲခင်ဗျာ Dennis Davidoff ရဲ့တုံးသက်ချက်မှာစိတ်ဝင်စားစရာနိုင်ရှင်မှုတစ်ခုတွေ့တယ်။2020တုန်းကလေရုရှားတပ်တွေဟာဟာဆန်အနောက်ခြမ်းမှာကျုံခဲ့ရတယ်လို့မျိုး။အင်းဟာဆန်တုန်းကလို။ဒီဆိုရာမျိုးပါ။အဓိကကတော့ Oscure မြစ်ကို ဖြတ်ကူးရတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေပဲ။ဟုတ်ကဲ့။ထောက်ပံ့ရေးလမ်းကြောင်းတွေပေါ့။ယူရှားကအဲ့ဒါတွေကိုထိန်းချုပ်ထားနိုင်တယ်လို့ဒါမှမဟုတ်အနောက်အရှေ့ပေးနိုင်နေပုံရတယ်။ Military Summary မှာပြထားတဲ့ဗီဒီယိုတွေမှာဆို မိကူးယင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာမျိုးတွေတွေ့ရတယ်။ဟွမ်မိကူးတွေကိုပြစ်နေလား။ဒါကြောင့်ဒေးဗစ်တော့ဖ်ကအကြံပြုထားတာကအရှိဘက်ကမှအကြဆုံးများမဲ့အစားအနောက်ဘက်ကန်းကိုစနစ်တကျပြန်ဆုတ်ပြီးတော့ခုခံဖို့ဆိုပြီးတော့ပြောထားတယ်။ဟုတ်ပါတယ်။ဟတ်ဆွန်ဒုံကလည်းယူရှားတွေမြစ်အနောက်ဘက်ကန်းနေဆုတ်ခိုက်ရတာကအဲ့ဒီထောက်ပံ့ရေးလုံးဝပြက်လွနေပါဖြစ်သွားလို့ပါ။ဟုတ်ကဲ့။အခုကူပီယန့်စ်မှာယူကရိန်းအတက်အဲ့ဒီလောက်ဆိုးရွားတဲ့အခြေအနေဟောက်မဟုတ်ဆိုတာတော့စောင့်ကြည့်အောင်မယ်။ ိုခရော့စ်မှာတော့ဒေဗီဒော့ရဲ့အမေရယူရှာရဲ့ထိုးစကပိုနေတယ်ရှင်။နဲနဲပိုနေတယ်ပေါ့။ဟုတ်တယ်။ဒါမဲ့သူကလည်းနောက်ဆုံးမှာတော့မြို့ကယူရှာလက်အောက်ကျသွားနိုင်တယ်လို့ပဲခတ်မှန်းထားတယ်။ယူကရိန်းဘက်ကအဲဒီဘတ်မှုတိုက်ပွဲတုန်းကလို့မြို့ကို အတေခံကကွဲတာမျိုးလုပ်မလား။ဒါမှမဟုတ်အိမ်အားချွေတာဖို့တက်တီဆုတ်ခွာတာမျိုးလုပ်မလားဆိုတာတော့သူတို့ရဲ့မဟာဗျူဟအပေါ်မူတည်လိမ့်မယ်ပေါ့။ ဟုတ်ကဲ့ဒီအဓိကနေရာတွေအပြင်တခြားစစ်မျက်နှာတွေမှာလည်းရူရှန်းကတဖြည်းဖြည်းချင်းရှေ့တိုးနေတယ်လို့ military summary ကဆိုပါတယ်ဇပိုရီရှာတောင်ပိုင်းမှာဆိုရင် Yehoriovka, Pavlivka နဲ့ Novo Mykolaivka ဆိုတဲ့ရွာတွေကိုတင်လိုက်တာက H15 လို့ခေါ်တဲ့အရေးပါတဲ့အဝေးပြေးလမ်းမကြီးကိုချင်းချောက်လာနိုင်တဲ့အခြေအနေပါ음အဲ့လမ်းမကြီးအရေးပါတာကိုဟုတ်တယ်ပြီးတော့ Lyman ဒေသမှာလည်းရုရှားက Lyman Yampio လမ်းကိုဖျက်တောက်လိုက်ပြီးတော့တရင်တွေထွက်နေတာက အဲ့ဒီဒေတာကယူကရိန်းတပ်တွေရဲ့ထောက်ပံ့ရေးကိုထက်ပြီးအခက်တွေ့စေနိုင်တယ်ရှင်။ရှီရန်အခြေအနေတွေကတော်တော်လေးကိုတင်းမာနေပြီးတော့နေရာတော်တော်များများမှာရုရှားဘက်ကဖိအားပေးနေတာတွေ့ရတာပေါ့။အဲဒီမီပင်တိုက်ပွဲတွေရဲ့အနိုင်အရှုံးကိုအများကြီးလွမ်းမိုးနေတာကလေချောင်းနဲ့နေပင်ကြပိုင်းပဲ။အဲ့ဒီဘက်ကိုဆက်ကြည့်ကြအောင်။ဟုတ်ကဲ့ကြည့်ရှိအောင်။ဒရုန်းစစ်ပွဲကတော့အချိန်လျော့တွားတဲ့လက္ခဏာလုံးဝမတွေ့ရအောင်။ military gear ရဲ့တင်ပြချက်ကြီးထဲမှာဆိုရင်ရုရှားဘက်ကလုံဆောင်မှုနမူနာတွေအများကြီးပဲ Ukraine ပြင်လိုက်တဲ့ HIMARS တုံးကြီးဒါက American look တီးချမှုမြင့်တဲ့ပေထိန်နုစနစ်ပါ ဟုတ် HIMARS အဲ့ဒါကိုကြားဖြတ်ပစ်ချတာမျိုး နောက်ကနေဒါကပေးထားတဲ့ Senator တန်ချက်ကားကားတွေကိုဖျက်ဆီးတာနောက်ပြီးတော့ Ukraine ရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကို Kamikaze drone တွေအင်းတနည်းအားဖြင့် ပစ်မှတ်ကိုတိုက်ရိုက်ဝင်တိုက်ဖျက်ဆီးတဲ့ drone တွေတဲ့တိုက်ခိုက်တာတွေတွေ့ရတယ်။ဟုတ်ကဲ့ကိုကိုကိုဖျက်ဆီးတဲ့ drone တွေပေါ့။ဟုတ်ကဲ့။ဥပမာကာမတက်စနာကလေ IS တာပိုင်းနေစူမီဒေတာကလောင်စာတင် ရထားတွေကိုဖျက်မှတ်ထားခဲ့တယ်။နောက်တစ်ခုက FAV 3000လို့တန်ချေများတဲ့ဘောင်းအကြီးစားတွေကိုအဲ့ဒီ UNPK လို့ခေါ်တဲ့လမ်းညွန်ကိရိယာတက်ဆင်းပြီးတော့တိချတဲ့ဖျက်မှတ်တွေကိုချဲချတာမျိုးတွေ။အေးကြီးမားတဲ့ဘုံတွေတုံးလာတာ။ဟုတ်ကဲ့ ီးတော့ Lenset လို့ခေါ်တဲ့ရုရှားရဲ့နာမည်ကြီး Kamikaze drone တွေနဲ့ Ukraine တပ်တီအားကိုးရတဲ့အနောက်နိုင်ငံလို့ PZH 2000 German လို့ပေါ့နဲ့ Crab Poland လို့အမြောက်ကြီးတွေကိုလိုက်လံတိုက်ခိုက်တာတွေကရုရှား UAV စစ်စင်ရေးတွေဘလောက်တက်ချွနေလဲဆိုတာကိုပြနေတာပဲဒီလိုရုရှားဘက်က drone တွေလေကြောင်းတိုက်ခတ်မှုတွေအရှိန်မြင့်လာချိန်မှာ Ukraine ဘက်ကဘလို့တုံ့ပြန်နေလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲအထူးသဖြင့်သူတို့ရဲ့စစ်ထောက်လိုင်းကြီးအဖွဲ့ချုပ် ဂျူအာလက်အောက်က ghost လို့နာမည်ပေးထားတဲ့အထူးတပ်ဖွဲ့ရဲ့လှုပ်ရှားမှုတွေပေါ့ဟုတ်ကဲ့ဂျူအာရဲ့ ghost အဖွဲ့ဟုတ် military show နဲ့ david of tori ရဲ့တင်ပြတ်ချက်တီအရာဒီတပ်ဖွဲ့က crime ရဲ့ကျဉ်းဆယ်ပေါ်မှာရှိတဲ့ရုရှားရဲ့အရေးကြီးရေဒါတွေကိုအဓိကပိတ်မှတ်ထားတိုက်ခိုက်နေတယ်ရှင် crime ရကရေဒါတွေကိုပိတ်မှတ်ထားတာပေါ့ဟုတ်ကဲ့မကြသေးခင်ကပိတ်မှတ်ထားခံရတဲ့ရေဒါတွေထဲမှာဆိုရင် S400 လေးကြောင်းရံကာကွယ်ရေးစနစ်ရဲ့မျက်စိလို့ပြောလို့ရတဲ့ 96L6 အမျိုးအစားရေးတာ 96L6 Nobi P18 Terrac လို့တတိပေးရေးတာအဟုံးကိုအစစ်မြင့်ထားတဲ့အမျိုးအစား 556U Naval U လို့အမြင့်ပြန်ပင်မတ်ဒီကိုထောက်လန်းနိုင်တဲ့ရေးတာကြီးတွေ Valdine လို့မြေပြင်အခြေအနေကိုထောက်လန်းတဲ့ရေးတာနဲ့ကမ်းခြေစောင်းကြီးရေးတာတွေပါဝင်တယ်လို့ဆိုပါရယ်ရေးတာအမျိုးအစားတို့စုံနာပဲ ဟုတ်ကဲ့ military show ကတုံးတက်ထားတယ်လို့ပဲဒီရေဒါတွေဆိုတာလေကြောင်းရန်ကာကွယ်ရဲ့အသက်ပဲလေဒါတွေကိုဖျက်ဆီးနိုင်ရင်ယူရှာရဲ့ကာကွယ်ရေးကွန်ရက်မှာအပေါက်တီဖြစ်လာစေဒီရောယူကရိန်းရဲ့ drone တွေဒုံးကြီးတွေပုံမလွတ်လပ်စွာလှူရှာနိုင်ကိုလမ်းဖွင့်ပေးတယ်လို့ဖြစ်သွားနိုင်တယ်။မှန်ပါတယ်။ GYD ကသူတို့ BK16 ဆိုတဲ့လူရှာကန်တက်ကြီးရန်တစီကိုလည်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ကြေညာထားတယ်ရှင်။ဒါကတကယ်ကိုနီးပညာအပြိုင်မှုပဲနော်။ ယူရှားက drone တွေဘုံးနေနဲ့ထိုးစစ်ဆင်တယ်လို့ယူကရိန်းကလည်းရုရှားရဲ့ကာကွယ်ရေးမျက်စိတွေကိုပြန်ဖောက်ထုတ်ဖို့ကြိုးစားနေတယ်။ဒီကြားထဲမှာ military gear မှာနောက်ထပ်စစ်ဝင်စားစရာနည်းမျိုးဟာတခုဖော်ပြထားတာတွေ့တယ်။ဟုတ်ဗာမြလည်းရုရှားကလည်းရာဒီယိုတို့ဆိုတဲ့ချင်းဥပမာမြူတွေရောင်းဆိုင်နေချင်းမိုးသေးထန်နေချင်းမျိုးမအခွင့်ကောင်းယူပြီးတော့မြေပြင်ထိုးစစ်တွေပို့လို့လာတယ်တဲ့။အော်ရာဒီယိုတို့ကိုအထုံချတာဟုတ်တယ်။ ဘာလို့လဲဆိုတော့ဒီလိုခြေနေတယ်မှာယူကရိန်းရဲ့ drone camera တွေပါကောင်းကောင်းမမြင်ရတော့ဘူးထောက်လိုင်းကြီးအားနေထွားတယ်ပေါ့ဒါကိုကြည့်ရင် high tech ကို low tech လို့ခေါ်ရမလားဒါမှမဟုတ်တဘာဝအခြေအနေကိုအတုံးချတဲ့နီလာနဲ့တံပြန်တာလို့ပြောရမလားอืมဒါကစစ်ပွဲတဲ့အဆုံးမရှိတဲ့လိုက်လျောညီထွေပြုပြင်ပြောင်းလဲမှု adaptation ကို ပြနေတာပဲရှင်တစ်ဖက်ကနီးပညာအားတားချက်ရလာရင်နောက်တစ်ဖက်ကအဲ့ဒါကိုကြော်လွားဖို့နီလန်ရှာကြတာပေါ့ဟုတ်ကဲ့ ယူရှားကရာသီဥတုကိုတုံးချလာသလို military ကြီးရဲ့အဲ့ဒီတရင်မြင်မှာမဲ့ယူကရိန်းဘက်ကလည်းဒီအခက်ခဲကိုကြော်လွှားဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်ဥပမာ ရာသီဥတုတန်ပိုခန်နိုင်တဲ့တာမော imagine လိုမျိုးအမောင်တဲ့ဒါမှမဟုတ်မြို့ထဲမှာပါမြင်နိုင်တဲ့စနစ်တွေတပ်ဆင်ထားတဲ့ drone တွေပို့တုံးလာတာအိုးမြင်ကွင်းပိုကောင်းတဲ့ drone တွေဟုတ်တယ်ပြီးတော့ drone တွေပုံမှန်ချန့်ခိုင်အောင်လုပ်တာနောက်ပြီးတော့ယူရှားရဲ့လေကြောင်းရံကောက်ွေးစနစ်တွေကိုလှဲစားဖို့ ရေရာလိုင်းထိုးလွှတ်နိုင်တဲ့မီးပုံများအတူတွေတုံးတာမျိုးတွေလောက်လာတယ်လို့ဖော်ပြထားတယ်။မီးပုံများအတူတွေနဲ့လှည့်စားလာပေါ့။ဟုတ်ကဲ့ဒီနေရာမှာ military ငါးဝေးဆိုတဲ့ရင်းမြစ်ကတင်ပြတဲ့ fiber စစ်ကြောင်းတုံး drone တွေနဲ့ S400 ကိုလှည့်စားပြီးတိုက်ခိုက်ဖြစ်စည်းတယ်ဆိုတဲ့ဖြစ်ရပ်ကားလေ။အသေးစိတ်မှာနင်းနဲ့အမြင်ဝါးစရာရှိနေနေချင်းဥမာ fiber ကြိုးကဒီလောက်အရှိထိတွဲလို့ရမလဲဘလောက်ခိုင်ခတ်မလဲဆိုတာမျိုးပေါ့ဟုတ်ကဲ့လက်တွေမှာဖြစ်နိုင်ပါမလားဆိုတာပေါ့ဟွန်း ဒါမဲ့ဒီလိုသတင်းမျိုးကတော့နဖက်စလုံးကရန်သွေးအနှိမ့်ချက်ကိုရှာပြီးထိုးဖောက်ဖို့ဘလောက်စမ်းသစ်တဲ့နီလန်းတွေစဉ်းစားနေကြလဲဆိုတာကိုတော့ထင်ဟပ်စေပါရဲ့ရှင်။ဟုတ်ကဲ့။ဒီနီးပညာအပြိုင်မှုတွေစစ်မြေပြင်အခြေအနေတွေကနေခဏခွာပြီးတော့ဒီစစ်ပွဲရဲ့ပူချေပြန့်တဲ့တက်ရောက်မှုတွေနိုင်ငံတကာအခြေအနေတွေဘက်ကိုကြည့်ကြရအောင်။အထူးသဖြင့်စစ်ပွဲပြန်မှာယူရှားတော်ဖျားတည်ရှိနေပုံပဲ။ဟုတ်ကဲ့ရှင်။ IFU News မှာတွေ့လိုက်တယ်။ဟုတ်။အဲ့ဒီ IFU News တင်ပြချက်အရယူရှားမှာစက်တုံးစီပြည်တော်တွေတော်တော်လေးကြီးကြီးမားမားရင်ဆိုင်နေရတယ်ဆိုပါတယ်။ တရှိကိုပြပကနေပြန်သွင်းနေရတဲ့အထိဖြစ်နေတယ်တဲ့ဟုတ်ပါကိုနိုင်ငံမှာရေနံထွက်တာတောင်ပြန်သွင်းနေရတယ်ဆိုတော့ဟုတ်တယ်ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရေနံချက်စစ်ရုံတွေရဲ့ထုတ်လွတ်နိုင်စွမ်းတဝက်လောက်50%လောက်ထိခိုက်ခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်တော်တော်များတာပေါ့နော်50%ဆိုတာဟုတ်ကဲ့ဒါကြောင့်ပြည်တွင်းမှာတက်စီပြက်လက်မှုတွေထစ်လာပြီးတချို့ဒေသတွေမှာဆိုပုံမှန်မဟုတ်တဲ့ကန့်တက်ချက်တွေတောင်လှုပ်လာတယ်လို့ဆိုတယ်ဥပမာဘယ်ဂရုတ်မှာ စိုက်ခဲတွေကိုဝူးခွန်နဲ့စီလာဖြည့်ခွင့်ပိတ်လိုက်တာမျိုးအချင်းနေဆိုးလို့နေမှာဟုတ်တယ်နောက်ဆုံးအချင်းနေကအစိုးရကအော်လီဂတ်လို့ခေါ်တဲ့သူတို့နဲ့နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပိုင်းနဲ့စွမ်းရင်ကုမ္ပဏီတွေကိုတောင်ပြန်လဲသိမ်းယူလာမျိုးတွေလုပ်လာတယ်လို့ဆိုပါတယ်အာနာပြန်တုံးလာတာပေါ့ဟုတ်ကဲ့ဒီလိုအချက်တဲကြောင့်ဘီလာရုစ်နိုင်ငံကနေရုရှားကိုလွန်ဇာစီတင်ပို့မှုကအရင်ကထက်အများကြီးမြင့်တက်လာတယ်လို့လည်းသတင်းတွေမှာတွေ့ရတယ်။ဒါရှင် ယူကရိန်းကရည်ရွယ်ချက်ရှိရှိနဲ့ရုရှားရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကိုပင်မထားတိုက်ခိုက်နေတယ်ဆိုတာ RFU News ရဲ့တုံ့တက်ချက်ရောခုနပြောခဲ့တဲ့ military gear နဲ့ David of Do ရဲ့တင်ပြချက်တွေမှာပါတွေ့နိုင်ပါတယ်။ဟုတ်ကဲ့။တမင်ပြတ်မထားတာဟုတ်တယ်။ drone နဲ့တုံးမီရင်နံချက်ဆက်ယုံတွေလောင်စာသွလောင်ယုံတွေကိုတိုက်ခိုက်တာကယူရှာစီးပွားရဲ့အထူးကတွေးကြောတစ်ခုကိုဖောက်လိုက်တာနဲ့အတူတူပဲလေစစ်ပွဲအတွက်လိုအပ်တဲ့လောင်စာစီရရှိမှုကိုတိုက်ရိုက်ချိတ်ခိုက်စေသလိုပီဒူရီရဲ့နေ့စဉ်ဘဝကအခက်ခဲရှိစေတာပေါ့ဟုတ်ပါတယ်ဒါပြန် David of ကကိုကားထားတဲ့ Moscow Times သတင်းတစ်ခုမှာယူရှာရဲ့စစ်လက်နက်ထုတ်လုပ်မှုနှုန်းကလည်းကျဆင်းလာနေတယ်လို့ဆိုပါတယ်ထုတ်လုပ်မှုကကျလာတာပေါ့ဟုတ်ဟဲ့မန်နေတာကချက်မှတ်ထားတဲ့တန်ခက်ပိတ်ဆို့မှုတွေရဲ့အကျိုးဆက် ဘတ်ဂျက်အခက်ခဲတွေအခုကြုံနေရတဲ့စွမ်းအင်ရင်ကန္တာပြဿနာတွေအားလုံးရဲ့စုပေါင်းတက်ရောက်မှုဖြစ်နိုင်ပါတယ်ရှင်။ဆိုတော့စစ်မြေပြင်မှာထိုးစစ်ဆင်မှုစ조사နေချိန်မှာနောက်ပံကစီးပွားရေးနဲ့ထုတ်လုပ်မှုမှာအခုလိုအခက်ခဲတွေကြုံလာတာကယူရှားဘက်အတွက်တကယ့်ကိုဖိအားကြီးတစ်ခုပါ။ဟုတ်ပါတယ်။ယူရှားဘက်မှာဖိအားတွေရှိနေသလိုယူကရိန်းကိုပံ့ပိုးမှုတွေကတော့ဘယ်လိုရှိနေမလဲ။ Military Show ရဲ့တင်ပြချက်အရပြင်သစ်ကနေအကူအညီအစ်စ်တွေထက်ရောက်လာခွင့်ရှိတယ်ဆိုပါတယ်။ဟုတ်ပြင်သစ်ကနေဟုတ် အက်စတာလို့ခေါ်တဲ့လေကြောင်းရံကာကော်ရေးပိတ်ထိန်တုံးတွေပါလာတယ်။စိတ်ဝင်စားစရာကအက်စတာ50အမျိုးအစားကို Mirage တိုက်လေနေနေကနေဖြစ်လွတ်နိုင်တယ်လို့ဆိုတယ်။ဟွန်းလေရင်နဲ့ပြစ်လို့ရတဲ့အက်စတာ15ဟုတ်ကဲ့ဒါဖြင့် Mirage 2005F ဆိုတဲ့အစစ်မြင့်တိုက်လေယာဉ်တွေထပ်ပေးမယ်။ Ukraine လေရင်မှုတွေအတွက်လေ့ကျင့်ရေးအစီအစဉ်ကြီးတိုးချဲ့မယ်ဆိုတာတွေကြေညာထားရပါတယ်။ပြင်သစ်ပြေးတွေမှာလည်းနိုင်ငံရေးစီးပွားရေးအခြေအနေတွေကအကောင်းကြီးမဟုတ်ပေမဲ့ ယူကရိန်းကိုဆက်လက်ကူညီသွားမယ်ဆိုတဲ့ကတိကဝတ်ကိုပြနေတာပါပဲမှန်ပါတယ်ရှင်ဒီ Esther တုံးတွေကတကယ်တော့အရေးပါတဲ့အကူအညီပါ Esther 30ဆိုတာက SAMPT လို့မြေပြင်ကနေပြည့်လွတ်တဲ့ system တွေမှာသုံးတာအကွာဝေးပူရောက်တယ် Esther 15ကတော့တိုက်လီရင်ကနေဖိခတ်တာ ဒါကယူကရိန်းရဲ့လေတောင်းရန်ကာကွယ်ရေးကိုပို့ပြီး flexible ဖြစ်စေတယ်။ရန်ဒူလင်းရင်တင်မကဘူး။ cruise တုံးကြီးလို့ဖစ်မှတ်တွေကိုပါကြားဖြတ်တိုက်ခိုက်နိုင်စွမ်းတိုးစေနိုင်နေရှင့်။อืมဟုတ်ကဲ့။ဒါပေမဲ့နိုင်ငံကြီးရဲ့တန်တမာနီယာဘက်ကိုကြည့်ရင်တော့အချိန်တွေကနည်းနည်းရှုပ်ထွေးနေတော့မယ်။ Danis Davidov ရဲ့တရင်ရမစ်တေရဇလန်စကီကအနောက်နိုင်ငံတွေကိုတောင်းဆိုနေတဲ့အကွာဝေးပစ်ဒုံးကြီးတွေဥမာ ATA CAMS အကွာဝေးပို့ရှိတဲ့အမျိုးအစား။ဟုတ်။အကွာဝေးပို့ဝေးတာတယ်။ဟုတ်ကဲ့။ ီးတော့ယူရှားရဲ့ထင်းချုပ်ထားတဲ့ပိုင်ဆိုင်မှုတွေကိုယူကရိန်းရဲ့ပြည်သူတုံးခွင့်ပေးဖို့ကိစ္စတွေမှာတိကျခိုင်မာတဲ့အဖြေတွေကတိကဝတ်တွေမရခဲ့ဘူးလို့ဆိုပါရတယ်။တောင်းဆိုရတယ်မရသေးဘူးပေါ့။ဟုတ်ကဲ့။ဒီဖက်မှာတော့ American သမ္မတလောင်ဒေါ်နယ်ထရမ့်ကပူတင်ရဲ့နျူကလ িয়ার ချင်းချောင်းမှုကအရေးမပါဘူးလို့ပြောပြီးစစ်ပွဲအမြင့်ဆုံးအဆုံးသတ်ဖို့တိုက်တွန်းခဲ့တာမျိုးရှိတယ်လို့ထရမ့်ကတော့သူစတိုင်တိုင်းပဲပေါ့။ဟုတ်ကဲ့။ American ဗန်ဒါရေးဝန်ကြီးဌာနကအရာရှိတယောက်က အမေရိကန်ကိုရနေတဲ့ပူတင်ရဲ့တနမန်တူဦးကိုဝါရဖြန့်ချီထူလို့လူသိရှင်ကြားသုံးလုံးခဲ့တာကနှစ်နိုင်ငံကြားဆက်ဆက်ရေးတင်းမမှုကိုပြနေတယ်ရှင်။အချင်းကြီးကတင်းမနေတော့ပဲ။နောက်ဆုံးတစ်ချက်ကအမေရိကန်ကတန်ခတ်ပိတ်ဆို့မှုအစ်စ်တွေထက်ချလိုက်ပြီးနောက်မှာအိန္ဒိယနဲ့ဂရိနိုင်ငံတွေကယူရှားရင်နံဝယ်ယူမှုတယူပို့ဆောင်မှုတွေနဲ့ပတ်သက်ပြီးအရင်ကထက်ပိုတရိထားလာတာထိတွေ့ဆက်ဆောင်မှုချော့ချလာတာမျိုးတွေတွေ့ရတယ်။တို့ဒါဗီရော့ဖ်ကထောက်ပြထားတယ်။ဒါကယူရှားရဲ့စွမ်းရည် ရောင်းချမှုအပေါ်တွေ့ဝဲတဲ့ဖီယာချက်ကိုဖြစ်လာနိုင်ပါတယ်ရှင်။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံငုံကြည့်လိုက်ရင်အချက်လက်တွေကတော်တော်များတယ်ခဏ။အဓိကအားဖြင့်စစ်မြေပြင်ပါအထူးသဖြင့် Pokrov နဲ့ Kupiansk လိုနေဟာတွေမှာတိုက်ပွဲတွေအများပြင်းတာနေပြီး Ukraine တပ်တွေအတွက်အန္တရာယ်ရှိနေတဲ့အခြေအနေ။ ဟုတ်ကဲ့မြေပညာပိုင်းမှာဆို drone တွေရေဒါတွေ electronic စစ်စင်တွေ EWD အပြန်လာ အတုံးချပြီးအပြိုင်နှိကြတာယာဒီဥတုကိုတောင်း new view ဟာတခုလို့တုံးလာကြတာဟုတ်တယ်တုံးလာကြတယ်ဟုတ်ပြီရုရှားနိုင်ငံတွင်မှာစွမ်းရင်ပြက်လက်မှုအပါဝင်စီးပွားရေးဖိအားတွေတကယ်ရင်ဆိုင်နေရတာတစ်ချိန်တည်းမှာပဲပြင်းထန်လို့နိုင်ငံတွေက ယူကရိန်းရဲ့အကူအညီတွေဆက်ရောက်နေသေးလာတဲ့ကိုတွေ့ခဲ့ရပါတယ်။ဟုတ်ကဲ့။အလုံးကိုခြုံငုံပြီးပြောရင်ဒီနေ့လေ့လာခဲ့တဲ့အရင်အမြင့်တီကဖုံဖော်နေတာကတော့စစ်ပွဲကကနာပေါင်းစုံမှာပိုးပြီးတင်းမာလာနေတဲ့ဖိအားတွေကနေရာတိုင်းမှာရှိနေတယ်ဆိုတာပါပဲ။ဟုတ်ကဲ့။ဖိအားတွေကများလာတယ်။အင်း ရုရှားကတစ်ဖက်မှာယာတီဥရုကိုတုံးချရလိုမျိုးလိုက်လျောငီးထွေပြပြင်ပြီးနီလန်တစ်တွေရှာနေသလိုတစ်ဖက်မှာလည်းသူတို့ရဲ့တန်ဖိုးကြီးနီးပညာမြင့် BC တွေဥပမာခရိုင်းမီးယားကရေတာတွေလေကြောင်းရန်ကောက်ွေးစနစ်တွေကယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ဆုံးရှုံးမှုတွေရှိနေတယ်ရှင်ဟုတ်ပါတယ်စီးပွားရေးမှာလည်း73စီပြက်လက်မှုကနေစစ်လက်နက်ထက်လို့မှုကြဆင်းတဲ့အထိအခက်ခဲတွေကြုံနေရတယ်ဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုကဒီဖက်အားတဲ့အလုံးထဲမှာစစ်မီပင်ကဖြစ်အား နီးပညာပိုင်းဆုံးရှုံးမှုတွေကဖြစ်အားစီးပွားရေးအကျအတဲကဖြစ်အားဘဲဟွာကလာမဲလာဒီမှာစစ်ပွဲရဲ့အလဲပြန်းကိုဖြစ်စေလောက်အောင်အဆုံးအဖြတ်အပေးနိုင်ဆုံးဖြစ်လာမလဲဆိုတာပါပဲ။음ဘဲဖင်အားကအဓိကဖြစ်လာမလဲပေါ့။ဟုတ်ကဲ့။ဒါမှမဟုတ်ဒီဖြစ်အားတွေအလုံးပေါင်းစုံထားတဲ့အချင်းကိုစောင့်မလား။ဒါကတော့ကျမတို့ဆက်ပြီးအနီးကစောင့်ကြည့်ရမယ့်အချက်ဖြစ်ပါလိမ့်မယ်ရှင်။ဒီဘေးကနေကြိုးဆိုပါရတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြမှာကတော့ နထောင်းနဆငါအောက်တိုဘာလနောင်ပိုင်းမှာနော်ယူကရိန်းရှိနေပြီးတော်တော်လေးရှုပ်ထွေးနေတဲ့အခြေအနေနဲ့အနာဂတ်အလားအလာကြီးဖြစ်ပါတယ်အဓိကမေးခွန်းကတော့လေရရှိထားတဲ့နောက်ဆုံးအချက်လက်တွေကရုရှားကမြေပြင်မှာတဖြည်းဖြည်းနဲ့အသာစီးပြန်ရလာနေပြီလားဒါမှမဟုတ်ယူကရိန်းရဲ့မဟာဗျူဟာမျိုးထိုးနှက်မှုတွေအထူးသဖြင့်အချိုးမြင့်ကြီးစစ်ဆင်ကြီးတွေကစစ်ပွဲရဲ့အခြေအနေကို အာအလဲပြောင်းဖြစ်စင်နေတဲ့အလားလားရှိနေဆဲလားဆိုတာပဲဒီဆွေးနွေးမှုတွေအားလုံးဟာကျွန်တော်တို့လက်လမ်းမိရရှိထားတဲ့တတိယချက်လက်ရင်းမြစ်တွေကိုအခြေခံထားပါတယ်ကျွန်တော်ရှုမြင်ချက်ရတော့ယူကရိန်းရဲ့မဟာဗျူဟာများပြင်းမှတ်တွေကိုတိုက်ခိုက်နိုင်စွာနဲ့အနောက်နိုင်ငံတွေအကူအညီတွေကရုရှားရဲ့စစ်စင်ရေးခြေရင်းကိုတိတိတသားဟန့်တားလာနိုင်ပြီးအာသူတို့ရဲ့အဓိကအားနည်းချက်တွေကိုပေါ်ထုတ်ပြနေတယ်လို့ဆိုချင်ပါတယ်ဂျမားကတော့အခြေအနေကိုအဲ့လိုတစ်ထစ်ချရှုမြင်ဖို့နည်းနည်းစောသေးတယ်ထင်ပါတယ်ရှင့် ဟုတ်ပါတယ်ယူကရိန်းရဲ့အဲ့လိုတက်ခိုက်မှုတွေရှိနေတာမှမမယ်ရုရှားရဲ့မြေပြင်ထိုးစစ်တဲ့အထူးသဖြင့် Pokrovs နဲ့ Kupiansk လို့အဓိကနေရာတွေမှာသူတို့ရဲ့တိုးတက်မှုတွေကလည်းအရေးပါနေဆဲပါပဲသူတို့ရဲ့လိုက်လို့ညီထွေစစ်စင်နိုင်စွာဥပမာရာတီဥတုကိုအခွင့်ကောင်းယူပြီးထိုးစစ်စင်တာမျိုးပေါ့နော်ဒါတွေကြောင့်စစ်မြေပြင်မှာသူတို့ကအသာစီရနေဆဲလို့မြင်မိပါတယ်ဆိုတော့ယူကရိန်းရဲ့ဝေဖစ်တက်ခိုက်မှုတွေကဟို နာကျင်စရာမှန်တယ်ဒါပေမဲ့စစ်ပွဲရဲ့အစုံအဖြစ်ကိုပြောင်းလဲဖြစ်နေလောက်တဲ့မဟာဗျူဟာမျိုးတက်ရောက်မှုအဲ့ဒါမျိုးကတော့အခုထိမဖြစ်စေသေးဘူးလို့ယူဆပါတယ်โอเคကျွန်တော်ရဲ့ယက်တီချက်ကိုနင်းနေပိုရှင်းပြပါစေရုရှားက Pokrovsk နဲ့ Kupiansk လိုနေရာတွေမှာရှေ့တက်နေတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ဒါကမြင်းလွင်းတစ်ခုလုံးရဲ့တစိတပိုင်ပဲရှိပါသေးတယ်ကျွန်တော်အလေးပေးချင်တာကယူကရိန်းရဲ့မဟာဗျူဟာရောက်ပစ်မှတ်တွေကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်စွမ်းကာ ဒါကရုရှားရဲ့စစ်စင်ရေးစွမ်းရင်နဲ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကိုရေရှင်းမှာဘလောက်ထိခိုက်ဆဲလဲဆိုတာကိုကြည့်ရပါမယ်။အဲဥပမာပြောရင်ခရိုင်းမီးယားကျွန်းဆွယ်မှာရုရှားရဲ့အလွာလိုက် လေကြောင်းရန်ကာကွယ်ရေးကွင်းရက်ကိုစနစ်တကျဖျက်ဆီးနေတာမျိုးပါ။ S400 system ရဲ့အဓိကအစေပိုက်တွေ 96L6 ရေရာလိုမျိုးပါ။နောက်ပြီးအရေးကြီးတဲ့အဝေးကြီးရေရာတွေဟိုရင် P18 Terek 55 ZH6U ညဘူယူလိုမျိုးတွေ Valdai ရေရာတွေ ဒါတွေကိုဖျက်ဆီးနိုင်ခဲ့တယ်။ဒါကခရိုင်းမီးယားကိုယူရှားတော့ဖြည်းဖြည်းပြီးမလုံယုံတဲ့နေရာအခုဖြစ်လာအောင်တွန်းပို့နေရပါ။နောက်ပြီးရုရှားပြည်တွင်းကစီဒိုလောင်ယုံတွေလျူဟန်စကစီဒိုလောင်ယုံအထူးသဖြင့်အေရီတိုရက်စ်ကအစ်ကန်ဒါဒုံးကြီးတွေနဲ့ဒရုန်းထောင်မြောင်များစွာတိုးလောင်ထိုင်တယ်လို့တရင်ရတဲ့အ धिक လက်နက်တိုက်ကြီးကိုဖျက်ဆီးနိုင်ခဲ့တာတွေကိုကြည့်ဒါတွေကရုရှားရဲ့စစ်စင်နိုင်စွမ်းကိုတိုက်ရိုက်ထိခိုက်စေပါတယ်။အမ် ယူကရိန်းရဲ့အထူးတပ်ဖွဲ့တွေဥပမာ Ghost Claw အဖွဲ့တွေဟာ FPV လို့ခေါ်တဲ့ရှေ့ကင်မရာသုံး drone နဲ့ Javelin လို့အဆင့်မွင့်လက်နက်တွေသုံးပြီးရုရှားရဲ့ခေတ်မီကာကွယ်စစ်သည်တွေကိုတော့ကျော်လွှားနိုင်စွမ်းရှိလာတာကိုတိုရက်စစ်စင်ရေးရပြနေတာပဲနောက်တစ်ခုကရုရှားရဲ့ရေနံချက်ဆက်ယုံ16ခုကျော်တိုက်ခွက်ခံရပြီးတော့ပြည်သွင်းလောင်စာရှိ lower chat အတွက် Belarus ကိုအားကိုးနေရပြီဆိုတာက ယူကရိန်းရဲ့အဝေးပြစ် drone မှာဗျူဟာရဲ့ထိအောင်မှုကိုတော်တော်လေးပြနေတာပါပဲ။ဒါ့အပြင်ပြင်သစ်ကပ်ပေးတဲ့ SMT လီချောင်းကံကွယ်ရေးစစ်တင်တွေ Aster 50နဲ့ Aster 30လို့အစွမ်းထက်ကြားဖြတ်ဟန်တာရေးဒုံးကြီးတယ်။ပြီးတော့အရေးကြီးတာက Aster 15ပြစ်လို့မရအောင်ပြင်ဆင်ထားတဲ့ Mirage 3005F တိုက်လင်တွေကယူကရိန်းရဲ့လေကြောင်းစွမ်းရည်ကိုတိတိတတ်တတ်မြင့်တင်ပေးနေတာကိုလည်းထည့်တွေ့ရပါမယ်။အချီမပြဖို့လိုအပ်နေထင်ပါတယ်။ရုရှားတပ်တွေဟာဖိုခရော့စ်နဲ့ကူပီယန်စ်မြို့တွေမှာတိတိတတ်တတ်စစ်တုံးနေစေပါမယ်။ ဒီမျိုးတွေဟာဒွန်ဘတ်စတေတရဲ့အရိက6ပိုင်းရေလမ်းကြောင်းပေါ်မှာရှိနေတော့တော်တော်လေးအေးပါတာပေါ့နော်ရုရှားကကွေးဝင်ကြီးဌာနရဲ့အဆိုအရရောတမရဇယ်လန်စကီရဲ့အပိခအေးစီတောင်းဆိုမှုတွေထပ်ခါထပ်ခါထွက်လာတာကပါဒီဒေသတွေမှာယူကရိန်းတပ်တွေအကြက်တဲနဲ့ရင်ဆိုင်နေရတာကိုသော်ဝဲပြပြနေတယ်လို့ပါပဲကူပြန်စမစစ်သားဟန်ငါရလောဖူခရော့စ်မစစ်သားခွန်ထောင်းရလောအခက်ခဲချုံနေရတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတာကိုပြီးတော့ရုရှားကနီးဗျူဟာအတွက်ကိုတုံးလာတာကိုလည်းသတိပြုရမယ် ယူကရိန်းရဲ့ drone အာသာချက်ကိုကြော်လွားဖို့ရာဒီယိုတူဆိုအဲမြူတွေမိုးရီရွာတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတန်ချာခတ်တတင်းနဲ့ထိုးစစ်စင်တာမျိုးပေါ့ဒါကအောင်မြင်မှုတချို့ရနေပုံပါပဲဇာပူရီးရှားနဲ့ Donex ဒီတာတွေမှာလည်းယူဂိုရီဖကာပေါလက်ဖနာနိုဗာမီကလိုင်ယက်ကလိုရွာတွေကိုဆက်တိုက်သိမ်းပိုက်ပြီးတဖြည်းဖြည်းညီမီချစ်ထွင်နေတာတွေ့ရတယ်။လွတ်လပ်တဲ့သတင်းသုံးသပ်သူတချို့ရဲ့မြေပုံနေရာဆိုရင် Nova Alexandrivka ဆိုတဲ့ရွာဟာအရေးပါတဲ့ Pokrovsk မြို့နဲ့10ကီလိုမီတာတော့မဝေးတော့ဘူးလို့ဆိုပါတယ်။ဆိုတော့ Ukraine ရဲ့အဝေးဘေးတိုက်ခိုက်မှုတွေကဟုတ်တယ်ခဏရဖြုတ်အနှံ့ရှက်ပေးနိုင်ပေမဲ့မြေပြင်တပ်တွေရဲ့ရှစ်တပ်နှုံးကိုအပြိအဝါရပ်တန့်နိုင်မှုမရသေးပါဘူး။ရုရှားကလည်း FAB 3000လို့ဘုံကြီးကြီးတွေကို UNBK လို့ခေါ်တဲ့အကွာအဝေးကနေပစ်နိုင်အောင်တပ်ဆင်တဲ့ပစ္စည်းတွေနဲ့တုံးနေတော့မယ်။ Iskander ဒုံးကြီးတဲ့ Lancet လို့ကိုပြောက် drone တွေ FPV drone တွေ K52 ရဟယင်တဲ့တစီမကြတဲ့ခင်ကပစ်ခံလိုက်ရတယ်ဆိုပေမဲ့ဒါတွေဆက်သုံးပြီး Ukraine တပ်ခန်းနေ Panzer Howitzer 2000လို့အနောက်တိုင်းလက်နက်ကြီးတွေနဲ့ဟို Russia Senator တို့ MTGO မဲ့တစီတို့ Humvee တို့လို့တန်ချကားရန်တွေကိုဖျက်ဆီးနေတော့မှာပဲရှင်ဟုတ်ပါတယ် Pogros နဲ့ Kupiansk မှာတက်တဲ့ White Miloni ပါခင်နေတယ်ဆိုတော့အချက်ကတော့ကျွန်တော်တတိထားပြီးလက်ခံပါတယ်ဟုတ်တယ်ချက်ကားမှုတွေလည်းပါနိုင်တာပေါ့လေ Ukraine တပ်တွေကလုံးဝပြိုလဲသွားတာမျိုးမဟုတ်သေးပဲ ပြန်လဲစုဖွဲ့ခုတ်ခံဟုတ်ကျူးစားနေစေပါသူတို့ရဲ့တံပြန်ထိုးစစ်ငယ်လေးတွေဥမာစုခိယာမှာအလံပြန်လွန့်ထူနိုင်ခဲ့တာ Nova Shakstov ကမှာတိုက်ပွဲတွေဆက်ဖြစ်နေတာကရုရှားထိုးစစ်ကိုတတ်နိုင်တယ်လို့နောင်နေအောင်ကျူးစားနေတာကို ပြပါတယ်အဲတော့ပြီးတော့ Belgorod ဒေသကဆယ်ကိုတိုက်ခိုက်ခဲ့တာကလည်းတော်တော်စိတ်ဝင်စားစရာ New View ဟာမြောက်လွတ်ဆောင်ချက်ပဲ မြေရီတိုးစီပြီးတော့ခါခိဒေတာဝော့ဖ်ချန်ဘစ်ကိုရုရှားတပ်တွေရှေ့တက်ဖို့ခက်ခဲအောင်လုပ်တဲ့သဘောမျိုးပေါ့ဒါတွေကယူကရိန်းဘက်ကချင်းနေခက်ခဲပေမဲ့လွယ်လွယ်နဲ့လက်မြောက်မှာမဟုတ်ဘူးဆိုတာကိုပြနေတဲ့တပ်တွေတွေလို့ဆွလိုက်ပါတယ်อืมအဲ့အကောင်းမြင်ရှုထောင်ကကြည်တာပေါ့နော်ကျမမြင်တာကတော့ confidence ကမှအချင်းကြီးကပိုပြီးစိုးရင်စရာကောင်းနေပြီရှင်အထူးသဖြင့် Oskumir အရှိဘက်ချန်ကယူကရိန်းတပ်တွေအတွက်ထောက်ပံ့ရေလမ်းကြောင်းတွေက တော်တော်လေးပြက်တောက်လွန်နေပါထင်နေပြီ။ဒါကြောင့်စွခွာရနိုင်ကြီးကတကယ်ကိုမြင့်မားနေပါတယ်။ Military Summary လို့တရင်းရင်းမြစ်တချို့ရဲ့အစီရင်ခံချက်တွေအရဆိုရင်ယူကရိန်းတပ်တွေဟာမြစ်ကိုဖြတ်ပြီးစွခွာဖို့ကြိုးစားရင်အထီးခိုက်များနေတယ်လို့တောင်ဆိုပါတယ်။ Sabrigia မှာလည်းယူရှာရဲ့တိုးတက်မှုကိုအရှင်ရနေပုံပဲ။ Yegorivka Pavlina Nova Mykolaevka တို့ကိုစစ်တိုက်သိမ်းပိုက်လိုက်တာကအဲ့ဒီဒေသကယူကရိန်းကာကွယ်ရေးလိုင်းတွေအားနည်းနေတာကိုပြတာနေတယ်လို့ပါပဲ နိုဗာအလက်ဆန်ဒရစ်ခါကိုယူရှားတက်တီဝင်ရောက်ပြီးတိုက်ပွဲဖြစ်နေပြီဆိုတာယူကရိန်းလိုလာတဲ့တရင်းမြေတချို့ကတော့ဝန်ခံလာနေရပါပြီဒီလိုအခြေအနေတွေအပြင်ယူကရိန်းစစ်ပခေါင်းဆောင်မှုပိုင်ကွန်နေ TikTok မှာစစ်မြေပုံတွေပေါက်ကြားသွားတယ်ဆိုတဲ့ကိစ္စမျိုးတွေကလည်းဟောပေါ်မေကွန်ထုပ်စရာ ဖြစ်လာစေတာပေါ့သူတို့ရဲ့စစ်စင်ရေးလုံခြုံရေးနဲ့စီမံခန့်ခွဲမှုပေါ့မေကွန်ထုတ်စရာဖြစ်လာစေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအချက်တွေကစဉ်းစားစရာပါ ါပေမဲ့ယူကရိန်းရဲ့ချိုးမညီစစ်ဆင်မှုကြီးရဲ့မဟာဗျူဟာမျိုးတရားမှုကိုလည်းလျော့မတွတ်တဲ့ကိုလို့ကျွန်တော်ထင်တယ်။ခရိုင်းမီးယားရဲ့လေကြောင်းရန်ကာကွယ်ကွန်ညက်ကိုစနစ်တကျဖျက်ဆီးနေတာကိုပဲပြန်ကြည့်အောင် S4N ရေဒါတွေ PA10 နေပိုးဦး Velachi ရေဒါတွေစက်တိုက်တိုက်ခိုက်ခံနေရတယ်။ဒါကတခုချင်းစီရဲ့ဆုံရှုံမှုထက်ပိုပါတယ်။ဒါဟာရုရှားရဲ့ခရိုင်းမီးယားဘက်ကလေကြောင်းဆိုးမှုမှုကိုတဖြည်းဖြည်းတိုက်စားသွားပြီလို့ ယူကရိန်းရဲ့ဒုံးကျည်နဲ့ဒရုန်းတွေအတွေ့လှူရှားစေအနေအပို့ဖွင့်ပေးလိုက်တာပါပဲဒီလိုလေကြောင်းရဲ့ကာကွယ်အာဏာတော်ချင်းရဲ့ရေရှည်အကျူးဆက်ကဘာဖြစ်မလဲဆိုတာစဉ်းစားအောင်နောက်ပြီးယူချားရဲ့ရေနံနဲ့လက်နက်ခဲယမ်းထောက်ပံ့ရေးကွန်ဆက်ကိုတိုက်ခိုက်တာကရုရှားစီးပွားရေးနဲ့စစ်ရေးစွမ်းရည်ကိုတိုက်ရိုက်ထိခိုက်စေတယ်။လောင်စာစီပြက်လက်မှုတွေစစ်စရိုက်မင်းတလာမှုတွေကပြည်တွင်းမှာမကျေနပ်မှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ရှေးတန်းကစစ်စင်ရေးတွေကိုလည်းတကယ်ပဲအဟန့်နဲ့တာဖျက်ဆီးနေပါတယ်။ ဒီတိုက်ခတ်မှုတွေဟာနီဗီဟာရအောင်မြင်မှုတက်တယ်မဟုတ်ပဲယူရှားကိုရေရှည်မှာအားနည်းအောင်လှုပ်ဆောင်နေတယ်မဟာဗျူဟာရဲ့အစိပ်ပိုင်းတွေလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ရှင်ဒီတိုက်ခိုက်မှုတွေကရုရှားကိုနာကျင်စေတယ်ဆိုတာကျမသဘောတူပါတယ်အထူးသဖြင့်ဟိုတရက်စ်ကလက်နက်တိုက်ကြီးလို့ပြစ်မှတ်တဲ့ထိမှန်တာကကြီးမားတဲ့ဆုံးရှုံးမှုပါဒါပေမဲ့မေးစရာရှိတာလေဒီတိုက်ခိုက်မှုတွေဟာစစ်ပွဲတစ်ခုလုံးရဲ့အခြေအနေကိုအဆုံးအဖြတ်ပေးနိုင်လောက်တဲ့အပြောင်းလဲချစ်စီပြီလားဆိုတာပါပဲ။ ယူရှားဟာနိုင်ငံအရေးစားလူအင်အားစမှုလုပ်ငန်းအခြေခံအရအလွန်ကြီးမားတဲ့နိုင်ငံပါဆုံးရှုံးမှုတွေကိုအစားထုတ်ဖို့ဤပြူဟာတွေကိုလိုက်လျောညီထွေ ပြောင်းလဲဖို့သူတို့ကြိုးပမ်းနေစေပါဒီအဝဲပစ်တိုက်ခိုက်မှုတွေကြောင့်ရှေ့တန်းမြေပြင်မှာရုရှားတပ်တွေရဲ့တိုးတက်မှုကိုလုံးဝရပ်တန့်သွားအောင်လုပ်နိုင်ခဲ့ပြီလား။ The Moscow Times ရဲ့အဆိုအရရုရှားရဲ့ဆက်လက်ထုတ်လုပ်မှုကအနည်းငယ်ကြာဆင်းနေဆိုပေမဲ့မြင်ပါတဲ့အဆင့်မှာရှိနေတော့မယ်။ ဆိုတော့ဒီ deep strike တွေကယူရှားကိုတကယ်တမ်းစစ်စင်ရဲ့အဆင့်မှာလှောက်ရှားလို့မရအောင်ခြိတုတ်နိုင်ပြီလားဒါမှမဟုတ်အန်စစ်တပ်ပိုင်းဆိုင်ရာထိုးနှက်ချက်တွေအဖြစ်ပဲရှိနေပြီလားဆိုတာကတော့မေခွန်းထုတ်ဆရပါပဲသူတို့ကယာဒူးဒူးကိုအတုံးချတာတမ်ပီယန်ဒရုန်းညီပညာတွေတုံးလာတာတွေရှိပါတယ်ဒါမဲ့အနောက်နိုင်ငံတွေရဲ့အကူအညီကလည်းဒီနေရာမှာအေးပါလာပါတယ်ပြင်ပစ်က Mirage 2005တိုက်လေယာဉ်တွေပေးရတာကိုကြည်ပါဒီလေယာဉ်တွေဟာ Aster 15 Lee တဲ့လေတုံးကြီးတွေပြုတ်လွတ်နိုင်အောင်ပြင်ဆင်ထားတယ် ဒါက KH အန်ချမွန်လို့ယူချာခရုစတုံးကြီးတွေကိုကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးပြီ Storm Shadow Scalp လို့အဝေးပစ်ခရုစတုံးကြီးတွေတက်ဆက်နိုင်အောင် ပြင်နေတယ်ဆိုတဲ့သတင်းတွေလည်းရှိနေတယ်။ဒါကယူကရိန်းကိုယူရှားလေကြောင်းချင်းချောက်မှုကိုပိုပြီးထိထိရောက်ရောက်ရင်ဆိုင်လိုင်းစွမ်းပေးတာပေါ့ Semtech System အတွက် Aster 50နဲ့ Aster 30ဒုံးကြီးတွေကလည်းတကယ်အလွန်အဆွမ်းထပ်ပါတယ်။ နောက်ပြီးယူကရိန်းကိုယ်တိုင်ကလည်းယာဒူးဒူတန်းပို့ခံလိုက်တဲ့ drone တွေဒါမှမဟုတ်ဟိုမော်စကိုလိုနေရာလေးကိုတိုက်ခိုက်ရမှာတွန်းခဲ့တယ်လို့ယူဆရတဲ့ပူပေါင်းတူဒခွိုင်ဘလူးန်းစီလိုနီလန်တက်တီတီထွန်အတွန်းပြူနေတာတွေ့ရတယ်။အိန္ဒိယနဲ့တရုတ်ကွန်မြူနီတချို့ယူရှာယေနန်ဝဲယူမှုကိုရတန်ရှော့ချလာတာကတက်တီပါပဲ။ဆိုတော့ဒါတွေအားလုံးကယူရှာရဲ့လိုက်လွန်ညီတွေမှုကိုတံပြန်နိုင်ဖို့အရေးပါတဲ့ချက်တယ်လို့ပြောရမှာပါ။အင်းကျမတမောမတူခြင်းတဲ့ချက်ကအနောက်တိုင်းအခုနေရဲ့ရေရှည်ထိရောက်မှုနဲ့ ယိုရှာရဲ့လိုက်လောညှိထွေမှုကိုတကယ်ပဲတံပြန်နိုင် friend ရှိရလားဆိုတာပါပဲဟုတ်ပါတယ် mirage တွေ sumpty တွေကအစွမ်းထက်တယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီ system တွေအကွက် astralo တုံးကြီးတစ်စင်းဟာဒေါ်လာတန်းနဲ့ချီတန်ဖို့ရှိရလေဒီလောက်တန်ဖို့ကြီးတဲ့တုံးကြီးတွေကို shahed လို့ဒေါ်လာထောင်ကနံပဲတန်တဲ့ drone တွေကိုပြီးထူရေရှည်မှာဘယ်လောက်ထိသုံးနိုင်မလဲဒါကရေရှည်ခန့်နိုင်ရေ sustainability နဲ့ပတ်သက်တဲ့မြင်ဟုန်တစ်ခုဖြစ်လာပါတယ် ယူရှာကယာတီဥတုကိုအသုံးချတာအပြင် EW လို့ခေါ်တဲ့ electronic စစ်စင်ရေးစနစ်တွေကိုလည်းရှေ့တမ်းမပို့ပြီးထိရောက်ရောက်ထုံးလာတာတွေ့ရတယ်။ဥမာ Luhansk မှာ Ukraine ရဲ့ပတ်စုံသုံး UAV တွေကို EW နဲ့ထင်းချုံမှုလမ်းလွှဲတာဒါမှမဟုတ်ပစ်ချတာမျိုးတွေလုပ်နေလာတယ်လို့ဆိုပါတယ်။အနောက်နိုင်ငံတွေအကွန်ရေကအေးပါပေမဲ့ Ukraine တကယ်လို့အပ်တဲ့ပြမနာနဲ့ချိန်ကိုက်ရောက်လာရလားဆိုတာလည်းစဉ်းစားစရာပါပဲ။ရုရှားရဲ့ကြီးမားတဲ့အင်ဟာလက်ရှိတဲ့ကာကွယ်ရေးစစ်မှုလုပ်ရင်းအခြေခံနဲ့နေမြင်အကျယ်ဝန်းကသူတို့ကိုဖြူပြင်းပြောင်းလဲဟု့ ဆုံးရှုံးမှုတွေကိုစားထိုးဖို့အချိန်နဲ့နေရာပိုပေးထားလို့ဖြစ်နေတယ်။အမေရိကန်နိုင်ငံရဲ့ပြောင်းလဲဖြစ်နိုင်ခြင်း။အထူးသဖြင့် Trump ရဲ့ရေကီချက်မရေရာမှုကလည်းအနာကအကူအညီတွေပေါ်တန်တရားအရေးထိုးနေတာပေါ့နော်။နောက်ပြီးယူရှားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကသူတို့ရဲ့စစ်အုံစည်းကိုတိတိကျကျလောက်ရှားနေလောက်တော့တကယ်ပဲထိအောင်မှုရှိရလားဆိုတာကလည်းသက်သေပြဖို့လိုအပ်နေတော့မှာ။ဒီတော့မေးခွန်းကဒီလိုခင်မိပေးမဲ့အရေးတက်နေမှပြီးဈေးကြီးတဲ့အနောက်တိုင်းစနစ်တွေကယူရှားရဲ့အလုံးရင်းနဲ့ လိုက်လို့ညီထွေပြောင်းလဲနိုင်တဲ့နီးဖြူဟာတွေကိုဒီလောက်ကြေပြန့်နဲ့စီမင်လာမှာတကယ်ပဲတံပြန်နိုင်ပါမလားဆိုတာပါပဲရှင်။ကောင်းပြီလေ။ဒီနဲ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်ကျွန်တော်အမြင်ကတော့ယူကရိန်းရဲ့မဟာဗျူရာမြောက်ထိုးညံ့မှုတွေအထူးသဖြင့်ယူရှားရဲ့လေကြောင်းရန်ကာကွယ်ထောက်ပံ့ပို့ဆောင်ရေးနဲ့စွမ်းရင်ကဏ္ဍတွေကိုပြင်းမထားတိုက်ခိုက်မှုတွေဟာယူရှားကိုတဖြည်းဖြည်းနဲ့အားနှံစီပြီးစစ်ပွဲပေါ်တိရတဲ့တယောက်မှုတွေရှိနေတယ်လို့ဆက်ပြီးယုံကြည်ပါတယ်။ အနောက်နိုင်ငံတွေရဲ့အစ်မင့်လက်နက်အကူအညီတွေကလည်းယူကရိန်းရဲ့ခုခံစွမ်းရင်နဲ့တံပြန်တိုက်ခိုက်နိုင်စွမ်းကိုအရေးပါတဲ့အတိုင်းအတာအထိအားဖြည့်ပေးနေတယ်လို့ပဲဆိုချင်ပါတယ်။တပဘက်ကပြန်ချုပ်ရရင်တော့ရုရှားရဲ့မြေပြင်အသားစီးမှုအထူးသဖြင့် Fokrox နဲ့ Cupians လို့အတိတ်ကကြရင်ညာတွေမှာရှေ့တက်နေမှုတွေနဲ့သူတို့ရဲ့လိုက်လော့အညီချွေစွမ်းစစ်ဆင်နိုင်စွမ်းအထူးသဖြင့်ရာဒီဥရုနဲ့ EW လို့အချက်တွေကို အတုံးချနိုင်မှုကစစ်မြေပြင်ရဲ့လက်ရှိအခြေအနေကိုအဓိကလွှမ်းမိုးနေတဲ့အချက်တွေဖြစ်ဆက်ရှိနေတယ်လို့မြင်ပါတယ်ရှင်။ယူကရိန်းရဲ့အဝေးပစ်တိုက်ခိုက်မှုတွေကအနောက်ချက်ပေးနိုင်ပေမဲ့စစ်မြေပြင်ရဲ့အခြေခံကြတဲ့အခြေအနေကိုပြန်ဟွန်းလဲပေးဖို့လုံလောက်တဲ့အတိုင်းတာအထိမရောက်သေးဘူးလို့ယူဆပါတယ်။အဲဂျယ်လန်စကီရဲ့အပြစ်ရတောင်းဆိုမှုတွေထပ်ခါထပ်ခါထွက်ပေါ်လာတာကလည်းဒီအခြေအနေကိုတစိတပိုင်းထန်ဟပ်နေတယ်လို့ဆိုချင်ပါတယ်။အင်း ဒီစပွဲကဘလောက်ရှုပ်ထွေးပြီးဘတ်ပေါင်းစုံကတုံးတက်ဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့နေအောင်စလုံးသဘောတူကြမှာပါ။ဘယ်ဘက်ကအသားစီးရနေတယ်ဆိုတာကိုအတိအကျပြောဖို့တကယ်ခက်ခဲသလိုအခြေအနေတွေကလည်းအခြေအနေများပြောင်းလဲနေနိုင်တာကိုတပတ်နဲ့တပတ်တောင်အခြေအနေကတော်တော်ကွာခြားသွားနိုင်တာမျိုးပါ။တက်ချင်းအပြင်ဒီလိုရှုပ်ထွေးတဲ့အခြေအနေကိုပို့ပြီးပြည့်စုံစုံနားလည်နိုင်ဖို့အထောက်အကူပြုမှလည်းမျှော်လင့်ပါတယ်။ ဒီနေ့ကျမတို့ဆွေးနွေးဖက်တဲ့အချက်လက်တွေလဲပါတော့မှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ရှူတောင်းဒီအသေးစိတ်လေ့လာစရာတွေအများကြီးရှိနေပါသေးတယ်။နားထောင်သူတွေအနေနဲ့လည်းဒီအချက်လက်တွေကိုခြေခံပြီးကိုယ်တိုင်ဆက်လက်စဉ်းစားသုံးသပ်ကြည့်ကြဖို့တိုက်တွန်းညင်းဒီနေ့အသက်ဒီမှာပဲနေကုန်ချုပ်ပါစေရှင်။